အားလုံးပဲမင်္ဂလာပါခုပြောပြမယ့်ဗီဒီယိုလေးကတော့ကမောရီးယားနိုင်ငံကို အလဲပတ်သွားလာမဲ့သူတွေအတွက်ဗီဇာကတ်ဖြင့်ဟိုတယ်ဘုတ်ကင်လုံနည်းနဲ့ဗီဇာကတ်မရှိတဲ့သူတွေအတွက်ဟိုတယ်ဘုတ်ကင်တောက်ခံလိတို့ကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်နော်အခုလိုကျွန်တော်ရဲ့အတွေ့အကြုံတွေကိုအစင်အမြင်မျှဝေပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီဖို့တောင်းဆိုပါတယ်နော် ပထမဆုံးအနေနဲ့ကျွန်တော် Agoda application နဲ့တစ်ချက်ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်နော်ဒီ application ကတော့ကျွန်တော်တို့ visa card ရှိတဲ့သူတွေအတွက်အရင်စင်ပြေစင်မှာဖြစ်ပြီး visa card မရှိတဲ့သူတွေအတွက်လည်းကျွန်တော်ဗီဒီယိုရဲ့နောက်ပိုင်းမှာတော့ Cambodia နိုင်ငံမှာကျွန်တော်တည်ခဲ့တဲ့ hostel ရဲ့ condo list တွေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကျွန်တော်က Cambodia နိုင်ငံသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ hotel တစ်ချက်ရွေးပါမယ်နော် hotel တစ်ချက်နဲ့တော့ပြဆိုရင်တော့ကျွန်တော်တို့ Cambodia နိုင်ငံသွားမှာဖြစ်တဲ့အတွက် Cambodia လို့တစ်ချက်ရွေးလိုက်ပါမယ်နော် ။အဲဆိုရင်တော့ကမ္ဘောဒီးယားမှာရှိတဲ့ကျွန်တော်တို့မြို့တွေကိုသူတို့ပြပေးမှာဖြစ်ပြီးကျွန်တော်ဖနွန်ပင်မှာနေမှာဖြစ်တဲ့အတွက်ဖနွန်ပင်ကိုတစ်ချက်ယူလိုက်ပါမယ်နော်။အဲဆိုတော့ကျွန်တော်တို့တဲမဲ့ရက်ကိုကျွန်တော်တို့သတ်မှတ်ပေးရမှာဖြစ်ပြီးကျွန်တော်ကတော့တရက်ပဲတင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့2ရက်2ရက်နေ့မှာကျွန်တော်ချက်ရင်ဝင်မှာဖြစ်ပြီး3ရက်နေ့စနေနေ့မတိုင်ခင်မှာကျွန်တော်ချက်အပ်လုပ်ပါမှဖြစ်ပါတယ်နော်။အဲကျွန်တော်တို့ဆက်လက်ပေးပြီးကျွန်တော်ကတော့အခုချိန်မှာတယောက်တည်းသွားမှာမို့တယောက်ပဲယူလိုက်ပါအဲဒါကြောင့်ကျွန်တော်တို့ okay ပြီးပြီးဆက်နှိပ်ပါမယ်နော်။ အချိန်မှာတော့ကျွန်တော်တို့ရွေးချယ်ခြင်းနဲ့ price ကိုရွေးချယ်လို့ရပြီကျွန်တော်တို့ဒီမှာ filter လေးနဲ့တစ်ချက်ကျွန်တော်တို့ကိုလိုချင်တဲ့ဈေးအမကိုတစ်ချက်ကျွန်တော်ကတော့အများကြီးမသုံးနိုင်လို့ဒီ0 to 10ဒေါ်ဒေါ်လာကျောက်ကိုကျွန်တော်ယူချယ်ပါမယ်နော် VIP နော် filter လေးကိုတစ်ချက်နှိပ်လိုက်မှာဖြစ်ပြီးဒါကတော့ဒီမှာအပေါ်ဆုံးမှာကြားထားတဲ့ hotel လေးကတော့ကျွန်တော်တည်ခဲ့တဲ့နေရာလေးဖြစ်ပြီးဒီ hotel ကိုကျွန်တော်ဘုတ်ပြပေးပါမယ်နော်အခုနေ့ကျွန်တော်တို့ဒီမှာတွေ့ပြီဆိုရင်တော့ချက်လေး ချက်နှိပ်လိုက်ပြီအဲ့မှာတော့ကျွန်တော်တို့ CO run ကိုတစ်ချက်နှိပ်လိုက်ပါမယ်နော် CO run ကိုတစ်ချက်နှိပ်ပြီးသွားရင်တော့အဲ့မှာကျွန်တော်တို့ရဲ့ run run ရဲ့ price မျိုးစားတွေကိုပြပါလိမ့်မယ်နော်ဒီတော့ကတော့ကျွန်တော်4ဒေါ်လာရှိမှဖြစ်ပြီးဒီ application နဲ့ပုံတင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ discount တွေပါနေရှိမှဖြစ်ပြီးကျွန်တော်တို့အပြင်ကနေလန့်ပြီးတော့ Telegram ဖြစ်လန့်ပြီးတော့ကျွန်တော်ဆက်သွယ်လို့ရရင်တော့ဈေးကတော့မူရင်းဈေးအတိုင်းဖြစ်မှဖြစ်ပြီးဖြစ်မှဖြစ်ပါတယ်နော် ဲကြတော့ကျွန်တော်တို့နေကျင်တဲ့အခန်းကိုတစ်ချက်ဟိုတင်လှုပ်လိုက်မှာဖြစ်ပြီးပုံမယ်ဆိုရင်တော့ဒီမှာဘုံလေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်နော်ဟုတ်တယ်လီဒါကတ်စ်ကိုကျွန်တော်ဒီမှာကျွန်တော်ဘယ်သူကသွားမှာလဲဘယ်သူသွားမဲ့သူရဲ့နာမည်ဘာမဲ့ပတ်စိုးရဲ့နာမည်အတိုင်းရိုက်ထည့်ပေးရမှာဖြစ်ပြီးကျွန်တော်တို့ Gmail ကိုလည်းမှန်ကန်စွာထည့်ပေးရပါမယ်နော်ရေးပြီးတော့ကျွန်တော်တို့ဖုန်းနံပါတ်ကိုထည့်မှာဖြစ်ပြီးအောက်ကကျွန်တော်တို့လက်ရှိနေထိုင်တဲ့နိုင်ငံရဲ့နေရာကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်နော် ။ဟာပြီးရင်တော့ကျွန်တော်တို့ဒီမှာ finder stack ကိုတစ်ချက်နှိပ်ပြီးကျွန်တော်တို့ဒီမှာသူ့ရဲ့ကြာတဲ့ငွေအမောက်ကိုလည်းသူပြောပြထားပါတယ်နော်။ total အဖြစ်တော့ကျွန်တော်တို့ USD 6ဒေါ်လာနဲ့89 cents ပေါ့ဗျာ။အဲ့လောက်ကြာမှာဖြစ်ပါတယ်နော်။အဲ့ဒီပြီးရင်တော့ဒီမှာကျွန်တော်တို့ရဲ့ lower တဲ့ ban visa card ban ကိုဖြည့်ပေးရမှာဖြစ်ပြီးကျွန်တော်တို့ဒီမှာအဲ့ဒီတော့ဗုတ်တင်နှောင်းကိုတစ်ချက်နှိပ်လိုက်တာဖြစ်ကျွန်တော်တို့ရဲ့ hotel booking confirmation ကိုတို့တို့ထည့်ပေးထားတဲ့ gmail account နဲ့ ပို့ပေးမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ရဲ့အဂိုရာကနေပြီးတော့ကျွန်တော်တို့ booking လုပ်နည်းလေးဖြစ်တို့တို့ visa ကမရှိတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ Telegram နေပြီးတော့ကျွန်တော်တို့ as hana hubber client ကိုတစ်ချက်ရိုက်ရှာပြီးကျွန်တော်တို့ဆက်သွယ်ပြီးကျွန်တော်တို့ရဲ့ hotel letter ကို တောင်းနိုင်ပါတယ်နော် သူတို့စီမှာတော့ကျွန်တော်တို့ငွေပေးချေမှုကိုတော့ကျွန်တော်တို့ဟိုတယ်ရောက်မှလုံဆောင်နိုင်ပြီးကျွန်တော်တို့ဟိုတယ်ရောက်ရင်လည်းကျွန်တော်တို့ကို exchange တို့မယ်ဆိုရင်လည်းသူတို့ကိုတစ်ချက်ပြောပြီး exchange တို့နေနိုင်ပါတယ်နော်။ဒီဗီဒီယိုလေးကတော့အလောက်ပါပဲနော်။အားလုံးအဆင်ပြေပါစေလို့ကျွန်တော်ညွှန်လင်းပါတယ်နော်။